တိုင်းပြည်ကအလုံးစုံပြက်စီးနေတာမျိုးလည်းမဟုတ်ဘူး few moments later ပတ်တော်သွားနေရလားဟဲ့နေရနေရတရားမျှတပြီးလွတ်လပ်တဲ့ဒီမိုကရေစီစနစ်ကိုပြန်ပြီးတော့လိုချင်လို့ဖြစ်ပါတယ်ခင်ဗျာဟာဒီကန်းကိုဖျက်ဒီကန်းကိုဖျက်ခဏနေတော့ပုံမှန်ပြန်ဖြစ်သွားမှာပါတဘွားကကျူးကျော်ရန်ဆောင်မှုမပြုတ်သေးသေးရေးကတော့နိုင်ငံရေးကိုနိုင်ငံရေးအမြင်နဲ့ပဲရှင်းနေတယ်လို့ကျွန်တော်ထင်တယ်။ Oh man တိုင်းပြည်ရဲ့ရွေးတခုကိုတွားနေတာတော့အမှန်ပဲဗျာလုံးတိုင်းကိုနစ်ပြောခဲ့တဲ့စကလုံးတိုင်းစကလုံးတိုင်းစကားတိုင်းစကားတိုင်းကိုတာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ဘာဖြစ်ဖြစ်အပြစ်ကြီးပြောနေတော့တာဝောက်စီအောင်မလုပ်ချင်လို့လေကျွန်တော်တို့အခုရွေးကောက်ပွဲလမ်းစဉ်ကိုရွေးထားတာဒီရွေးကောက်ပွဲကအတူရတကယ်အမှန်မရှက်ပါဘူးဒီလိုကားမျိုးများတိုင်းတစ်ပါးသားများကြည့်ပြီလို့ရှိရင်တို့ဗမာပြည်မှာတထောင်သားတွေရှိနေပါလားလို့သူတို့ထင်သွားမှာပေါ့ဟင်းအေးတော့ဗောင်းကြီးအောင်ရပါမယ်အောင်ရပါမယ်ဂျေပေါ်စီတွေအဲ့လိုဒေါ်သက်ခိုင်နူကလည်း အဲ့လောက်ကြီးတော့မလုံလောက်ဘူးပေါ့လူငယ်အစိုးရနဲ့ပြည်လဲနေတာပဲပုံးနေတို့ယထားတို့ဘာတို့အာကြားဟာလွတ်ပေးထားတာပါတဲ့ဘယင်းမလာစားလိုက်တာပါတဲ့ဘယင်းမစားလဲကုန်ပြီပေါ့ဗျာဘယင်းပဲကြက်တော့မှတော့ခင်ဗျားအဲ့ဒီဟာကိုမသိကြအောင်ဆောင်ပြီးတော့နေလိုက်လေရတာသိကြင်သိကြအောင်ဆောင်လိုက်တော့လေရတာဒါကတော့သိကြအောင်ဆောင်မှုကတိရထက်ပြီခင်ဗျားအမှတ်ဝင်မရဘူးပါပါဘူးဗျာဘဲဘဲခစ်ဘဲကာလာမှာပါပါဘူးဗျာ ဘယ်နိုင်ငံဥတွေမှာလည်းမပါပါဘူး။ဘာဒီဥပဒေလည်းဘယ်သူရှိလဲရှုံးမှာ။အဲဆိုသူကအဲ့မဲဆန်တာကိုကိုကိုကြီးနဲ့တည်ရမှာ။ကိုကိုကြီးကသူဘယ်လိုရှိရလဲ။ကိုကိုကြီးကနိုင်ငံကြီးရှိတာကြီး။လုတ်ချက်လုတ်ချက်ပါဘူးရာလုတ်ချက်ပါတလုံးတိကောင်းပြီးနေတာတော့မှခင်ဗျားတို့လုံရချက်ပဲဗျာကျွန်တော်ဘယ်သူ့ပေါ်မှာဘာမှကောင်းမကောင်းမမြင်ဘူးပါဘူးတနည်းကပြတော့တလုံးချက်ပြီးနေတော့ပြောပြီးနေတာတော့ လူချာလူချာလူချာဘယ်လိုစကားလုံးရှာပြီးတော့ပြောရမှာကိုမသိတော့ဘူးလားမတတ်တတ်ခိုင်းဟုတ်လားမြို့ရအောင်ပဲတဘာဝမီးနဲ့မီးပြီးတယ်မှာမြန်သုံးခင်းဝေးကြပါသေးလို့ဆူတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျီရိုဘော်လူရှင်ချန်နယ်လေးကပြန်နေကြိုဆိုလိုက်ပါတယ်ဒီရိုရရှင်မျိုးသွားပေးကမှာတော့ယနေ့အော်တိုဘာလ28ရက်နေ့တနင်္လာနေ့ရက်ညပိုင်းထိနောက်ဆုံးရရှိသတင်းချို့ကိုအချင်းချုပ်ဖော်ပြပေးသွားဖြစ်တဲ့အတွက်တော်လားမြို့ရအောင်ပဲအဆုံးရရှိဖို့ဒီနေ့မှာထပ်မံတောင်းဆိုလိုက်ပါတယ် ။နောက်ဆုံးသတင်းပုတ်အနေနဲ့ကတော့မြန်မာနယ်မြောက်ပိုင်းကိုကံထူဒေသတင်မှာလက်ရှိရရှိထားတဲ့စီရေးရစဲရေးဘောတူညေဟာအဆင့်ဆိုင်ရာရတဲ့တခုသာဖြစ်ပြီးနောက်ဆုံးငင်းငယ်ပုံကြောင်းစစ်မှန်သောငင်းငယ်ရရှိရေးဝေးလံနေဆဲဖြစ်ကြောင်းကိုကံထူဒေသအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ MNDA ရဲ့စီဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးကတော့ဒီပေးပြောဆိုတဲ့ဖြစ်ပါတယ်။ကဲခုဒီဝေးကွာနေတော့နေဗျာ။ရမလားဆိုပြီးတိုက်စုမတိုက်ဖဲနဲ့ခုတို့ပြန်ဆုတ်နေပြီးတော့ဝေးကွာနေပြီးတော့ဖိန်ပိတ်អော်နေတယ်တွေ့နေရပါတယ်။ ် MDA စီဦးစီးချုပ်ကလက်ရှိရရှိထားတဲ့စီရေးရစဲရေးသဘောတူညီချက်ဟာအဆင့်ဆိုင်ရာတစ်ခုနေတာဖြစ်ပြီးတော့တကယ်စစ်မှန်တဲ့အရာမဟုတ်ဘူးလို့သူကိုယ်တိုင်တော့သိပါတယ်ဒါပေမဲ့သူလည်းဘာမှလုပ်မရနေတာတခုဖြစ်နေပါတယ်အရှိရှိမှာကတော့တေတုံညာနှစ်ခွန်းစစ်စင်ရေးအမြင့်ဆုံးအောင်မြင်မှုမှာ2024ခုနှစ်ဩဂုတ်လ3ရက်နေ့ကျမ်းပတ် စစ်တရဲလာရှုခြေဆိုင်ရှေ့မြောက်ပိုင်းစစ်ဌာနချုပ်ကိုမြန်မာမျိုးသားဒီမိုကရက်တီမဟာမိတ်တက်မတော် MNDA နဲ့ တပေါင်းစုမှာမိဒီယာပြေပါထိမ့်သိမ့်ပိုက်ပြီးထိမ့်ချုပ်နိုင်ခဲ့တယ်ဖြစ်ပါတယ်အဲ့ချိန်မှာပေးဆက်လိုက်ရတဲ့လူငယ်တွေရဲ့တတိနဲ့ကျွန်တော်တို့တော်လန်ရဲဘော်တွေတတိယောက်နှမျောစရာကောင်းတယ်လို့ပြောမှာပါပဲအောက်ဆုံးတော့တတိကောင်းတွေကအင်ဘော်ကြီးပွင့်ပြီးတော့တရုတ်ကနေပြီးတော့ပြင်ပြန်ရိုက်တော့ပြန်ပြေးရတဲ့အနေထားရောက်သွားတယ်တွေ့နေရပါတယ်လက်ရှိမှာထအော်ဒါကတော့စစ်မှန်တဲ့ငင်းကြိုင်မဟုတ်သေးဘူးဆိုပြီးအော်နေတော့မှာပဲနောက်တဲ့တဲ့ဘုံအနေနဲ့ကတော့ဂျပန်နိုင်ငံဒိုဂျိုမြို့အမေရိကန်တန်ယုံရှိမှာယနေ့ဂျပန်ကိုရောက်ရှိလာတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုအကြမ်းဖက် ဖက်စီအာနာသိန်းအဖွဲ့အနိုင်ကျင့်တောင်းကျမ်းနေခြင်းများကိုရည်တန်စီအကူအညီပေးပါရန်ဂျပန်ရောက်မြန်မာနိုင်ငံသားများကစုပေါင်းတောင်းဆိုခဲ့ကြကြောင်းသိရှိရပါတယ်။နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်မေတော်ဆန်းစုကြည်သမရာကြီးဦးဝင်းမြင့်နဲ့နိုင်ငံရေးကျင်းသားများပြန်လည်လွတ်မြောက်ရေးနဲ့မြန်မာနိုင်ငံ၌စစ်တကပြည်သူပေါ်ရက်စက်ရုံမှမှုတွေအကြမ်းဖက်မှုတွေရည်တန်သွားစီရေးနဲ့အမေရိကန်နိုင်ငံနေနဲ့မြန်မာအရေးကိုပုံမူထိရောက်စွာလေးထားဆောင်ရွက်လာစီရန်အတွက်တိုက်တွန်းတောင်းဆိုမြစ်တာရက်ခန့်အကူအညီတောင်းခံလို့ရှာမှုအစီအစဉ်ကိုဒီလိုတောင်းဆိုမှုတစ်ခုတည်းမဟုတ်သေးပဲ မြန်မာနိုင်ငံကိုရောက်ရှိလာတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုမြန်မာအရေးအကြီးပေးပါရန်တောင်းဆိုထားတဲ့အိတ်ဖွင့်ပေးစာကိုလည်းဂျပန်နိုင်ငံမှာရှိတဲ့အမေရိကန်တန်ရုံးကတဆင်အော်တိုဘာလ22ရက်နေ့မှာအမေရိကန်အစိုးရထံကိုအပို့ခဲ့ကြောင်းလည်းဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများကပြောထားတာလည်းသိရှိလာပါတယ်။နောက်တဲ့သတင်းပုံအနေနဲ့ကတော့2026ခုနှစ်မှာအာဆီယံဥက္ကဋ္ဌပြည်ကတော့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကနေပြီးတော့စစ်ကွေးမင်းအောင်နိုင်ရဲ့အလဲဖြစ်ပါတယ်။ဒါမှလည်းအဲ့ဒီလဲကိုကြော်ပြီးတော့တခုတ်ကိုဘန်းနာဆိုးခန့်တယ်လို့ဖြစ်နေတယ်လို့ပြမှာဖြစ်တဲ့အတွက် မြန်မာကိုလှည့်ကျော်ပြီးဖိလစ်ပိုင်ကအာဆီယံဥက္ကဋ္ဌဖြစ်တောင်းဝင်ဆက်လက်ယူမယ်ဖြစ်ကြောင်းလည်းရှိရပါတယ်။မြန်မာနိုင်ငံကတော့ဆွေဆွေခုန်ပြီးလေးဘက်ကုန်းဂျုံထိုးမကုန်ဖြစ်နေတာတော့မြင်နေရပါတယ်။နောက်တဲ့တရင်မုံအနေနဲ့ကတော့ကိုကူကြီးရဲ့ပေါက်ကွက်ကန်းဖြစ်ပါတယ်။ပြည်သူ့ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီလို့ခေါ်တဲ့ကြံ့ဖို့ပါတီပူစလောင်းတအူးရတာရှိတဲ့မဲဆန္ဒနယ်မြေတွေမှာပြည်သူ့ပါတီ PP အနေနဲ့ဝင်ရောက်ရှင်ပြိုင်ဖို့ပြုလုပ်ခင်မယ်လေစစ်တရဖီအားတွေခံကြကြောင်းပြန်လဲရုပ်သိမ်းခဲ့ရတယ်လို့ PP ရဲ့ဥက္ကဋ္ဌကြီး ဥက္ကူကြီးကလည်းထုတ်ဖော်ပြောကြားလိုက်ဖြစ်ပါတယ်ပြည်ထောင်စုရွေးကောက်ကော်မရှင် VCR အော်တိုဘားတ24ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ရွေးကောက်ပွဲဝင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းစင်းင်းမှာကချင်းပြည်နယ်ရှမ်းပြည်နယ်စကိုင်းတိုင်းနဲ့နေသာတိုင်းတို့မှာအဲ့မှာရှိတဲ့မဲဆန္ဒ28ခုမှာ USGB ကြံ့ဖို့ပါတီကကိုယ်စားလှယ်လောင်းနေဟာအနိုင်ရရှိသွားပြီးပြိုင်ပကင်းမဲ့ဆိုတဲ့အနိုင်ရရှိသွားကြောင်းပညာထတာတွေ့ရှိရပါတယ်။ဒါပေမဲ့ကိုကိုကြီးတောင်နေလဲအဲ့ဒီနေမျိုးမှာဝင်ပြိုင်ဖို့လုပ်ခဲ့ပေမဲ့လက်ကဖီရီရှိတာကြောင့် ပြန်ခွင့်မရခဲ့ဘူးလို့လည်းဖုတ်ဖော်ပြောကြလာတွေ့ပြီးတော့အခုလိုမျိုးချီနေမဖြစ်အောင်ပြည်သူတွေအနေနဲ့ပို့ပြီးတော့ဝင်ရောက်ရှင်ပြိုင်မှုတွေကိုတိုက်တွန်းပြီးတက်ကနေပြီးအမိန့်တွေကိုစန့်ကျင်နိုင်အောင်အပေးဝင်းရန်လုပ်တင်နေဆိုပြီးတော့ကိုကြီးရထုတ်ဖော်ပြောကြလာတွေ့ရပြီးတော့မင်းပေးရင်နောက်ဆုံးတော့ကျန့်ဖို့ပါတီရပဲနိုင်သွားလိမ့်မယ်ဆိုတဲ့သဘောတရားနဲ့ပြောလာတယ်တွေ့ရှိရပါတယ်။ကြက်ကိုကြီးတို့မြတ်ကွာမရောက်နိုင်ခိုင်းသမျှလုံနေရတာကိုပဲအောက်ကနေပြီးတော့အကြည့်တင်ခဲ့ဒီဘက် CD အောင်ငုံနေတဲ့နေသားတော့ရောက်နေတဲ့နေသားပါပဲ။ဟုတ် ဒီလွတ်တော်ကိုယ်စားလှယ်လောင်းကနေပယ်ဖြတ်လိုက်ပါတယ်ပယ်ဖြတ်လိုက်တာကလည်း तू ကအမျိုးသားလွတ်တော်ရွက်ောက်ပွဲဆိုင်ဥပဒေပေါ့နော်ပုံမှန်ရှစ်ကာကြီးပေါ့ဆိုတော့အဲ့ဒါကြောင့်ပယ်ဖြတ်လိုက်လို့ပြောပါတယ်အဲ့နဲ့ပတ်သက်ပြီးတော့ဥပဒေကြောင်ရကျွန်တော်ဆရာကိုမေးမြန်းလိုတာပါအဲ့ဒီမှာပုံမှန်ရှစ်ကာကြီးမှာနိုင်ငံတော်နဲ့ပုဂ္ဂလိကတို့မသိလျော်သည့်ပေးရန်တာဝန်များကင်းရှင်းသူအဲ့သူအဲ့လိုဖော်ပြထားတယ် ဲ့တော့ဒေါက်တာနဲ့ခံကင်းရှင်းသူမဟုတ်တဲ့အတွက်ဒါပယ်ဖြတ်လိုက်တဲ့သဘောပေါ့လေသူ့ရဲ့ဥပဒေအရဆိုရင်အဲ့ညမှာကျွန်တော်မရှင်းတာမသိလျော်သည့်ပေးရန်ဆိုတဲ့ဒီဝေါ်ဝါဒစကားစုကဟိုချစ်ချင်းလေးလေးပေါ့အရက်စကားနဲ့ပြောမယ်ဆိုဘယ်လိုအကျွေးအကျွေးရှင်းပြလို့ရမှာမဟုတ်ဥပဒေကတော့အလိုတမျိုးမတူတမျိုးပဲလေခင်ဗျားအဲ့ဒီဟာကိုမသိကြအောင်ဆောင်းပြီးတော့နေလိုက်လေရတာပဲလေအင်းသိကျင်သိကြအောင်ဆောင်းလိုက်တော့လေရတာပဲ ဒါကတော့သိကြအောင်ဆောင်မှုအတွက်တရားထည့်ပေးတာ။တရားကိုထည့်ပေးတာ။ဘာလို့ဆိုရင်ခင်ဗျားဘယ်တော့မှမပါဘူး။အကျိုးပဲရှိမှာပေါ့။ဘာဖြစ်လဲ။ခင်ဗျား तू ကဟိုဘန်ကျွေးတွေကိုဝရမ်းဟွားထုတ်ထားတဲ့ဥစ္စာကိုအစိုးရဒီဂရီချထားတာကိုမဆက်ဖဲနေတာ။အဲတွေ့ရင်ဝရမ်းကတ်ထားတာ။အဲဝရမ်းဟွားပြမယ်ဘန်ကျွေးတွေမဆက်လို့တရားဝါစင်ကြီးချတာနဲ့ပဲ။အဲလိုစင်ကြီးချလို့ရှိရင်ခင်ဗျာအမတ်ဝင်မယူရဘူးပါပါဘူးဗျာဘဲဘဲခစ်ဘဲကာလာမှာပါပါဘူးဗျာဘဲနိုင်ငံဥတွေမှာလည်းပါပါဘူးဗျာ ဒါတော့တမင်နောက်ကနေပြီးလက်ကြီးကြီးနဲ့ကျွေးရှင်ရရဲလိုက်တာပါเนาะအဲ့ဒီဟာမဟုတ်ပါဘူးเนาะအဲ့ဒါဥပဒေစကားမဟုတ်ပါဘူးเนาะအမှန်ဆိုကျွန်တော်နားလဲတာအတူတူအကျွေးရှိတယ်အကျွေးတွေနိုင်ငံတော်ဒါမှမဟုတ်ပုဂ္ဂလိကကိုအကျွေးတွေဘလောက်တိုင်းတာဒီပေးဖို့ရှိနေတယ်ဆိုရင်ဒါမရဘူးဆိုတဲ့သဘောပေါ့เนาะဒါပေမဲ့ तू သုံးတာပါလေမသိလျော်ဒီပေးရန်တာဝန်များဆိုတော့အဲ့ဒီဝေါ်ဝါတိုင်းကြီးဟိုထောက်နေတာပေါ့เนาะအဲအဲ့ဒါကိုဆိုလိုတာပါဆရာနေတော့ဘလို့မြင်ဘူးရင်းစေဝါဘူးရင်းစေဝါနဲ့ဇီးပွားရေးလောက်ထားလားဒါမျိုးပေါ့ဗျာနောက်တစ်ခါ 雷米破皮了，蛋壳皮拉断，蛋壳皮拉断，雷米要的。哎呀，我爸妈对不，没碰他，没得没要的，收的嘛，收的。这番内心不一样了，老人家。我我买心灵节收的，我买节日节嘛收的，哎罗的，哎罗爸妈呢比较长一点，哎罗比较长来比较，我看的心灵节。谢谢我人心里面的没有那个表情都不漂亮。我的狗逼。老姜，老姜好呀，老姜。 ဒီလောက်ထိကောင်းပြီနေတာတော့မှခင်ဗျားတို့လုံးရကြတယ်ဗျာကျွန်တော်ဘယ်သူ့ပေါ်မှာဘာမှကောင်းမကောင်းမမြင်ဘူးပါဘူးတနည်းကပြတော့ဒီလောက်ချစ်ပြီနေတာတော့ပြောပြီနေတာတော့မှလုံးရချလုံးရချတယ်လုံးရချဘယ်လိုစကလုံးရှာပြီးတော့ပြောရမှာကိုမသိတော့ဘူးလို့မတတ်တတ်ခိုင်းငါငိုတာလာလိုက် အမလီအန်တီသက်ဟွန်းဘလူးဖြစ်တာတို့အမလီစိတ်ထဲမကောင်းလိုက်တာဗျာဟွန်းအမလီငွေကျပ်ဘီလီယံတရာတဲ့ခိုင်လုံးကြအောင်ဟွန်းအမလီတချောင်းလုံးချစ်လာခဲ့သမျှမလာခဲ့သမျှအကျိုးကျေးဇူးတွေဟွန်းတနိုင်ငံလုံးတရောင်းချပြလိုက်တယ်အမလီဘာဆဲလို့ပြောတယ်လို့အကျွေးထူလို့ဂွေးရှူရအောင်ကလဲယောက်ျားကဂွေးစီမပါဟွန်းအမလီမတတခိုင်ရဲ့ဘဝ ဟမ်လွတ်တော်ကိုယ်စားလှယ်ဖြစ်ကနေလဲရက်စဲခံရသေးတယ်အကျွေးထူတာကိုလည်းတနိုင်ငံလုံးချပြခံရတယ်အမလီအဘကိုချစ်လို့ရလာတဲ့အကျိုးကျေးဇူးတွေပေါ့ဟမ်ဝမ်းသာလိုက်ပုံညာပြောอยู่မဆိုးပါမလီမလီငလီအဲ့ဒါလာပြောတာနော်အဲ့ဒါလာပြောတာဟမ်ခင်ဗျားတို့မကြမကြနော်ဟမ်တပူတဲ့သမားတွေကမမတဲ့ခင်ဗျားတို့တို့ ရလာမဲ့အကျိုးဆက်တွေကအင်းကြံသေးတယ်ကြံသေးတယ်နော်ခင်ဗျားတို့ဘောမအမှုပညာရှင်တွေလည်းကြံသေးတယ်လာအောင်မလာအောင်မခင်ဗျားတို့တို့ကဒုက္ခတွေလာအောင်မအခုတော့အေးချမ်းနေသလိုနဲ့ဒုက္ခတွေဆိုတော့အတူရောက်ဒုက္ခတွေကိုခံစားကြအောင်ပေါ့နော်နောက်လည်းလာအောင်မတော်တတ်တခိုင်တဲ့ဆိုးတဲ့လူတွေလာအောင်မလာအောင်မကဲဒါလေးလာပြောတော့ပါခင်ဗျာအန်တီတက်တို့ကဒေါ်တတ်တခိုင်တို့ကစိတ်မကောင်းလို့နော်ဝမ်းသာမျက်ရည်ကျတာပေါ့ဗျာအကြကြအကြကြ ဘာထူးသေးလဲကွာဟုတ်ပါယူလျာအတူတွေဖြုတ်လိုက်ပြီဟေးကောင်းတယ်ကောင်းတယ်ဘဲကွာငါတို့ကိုအတူအယောင်နေရောဘာရောလာပြောတာတေချာပြောလိုက်ယူ ਈ စီကိုနောက်တစ်ခါအတူတွေထွေးလို့ရှင်တယ်ထက်ဖြုတ်လို့အခုအတူတွေဖြုတ်ထားလဲကောင်းတယ်ကွာဟုတ်ကဲ့ဟုတ်ကဲ့ပါဟေးတူတူအာအဖဘာလို့ကနေရတော့ဩမင်းရလေဟိုမှာအာစီယံအာစီယံအစည်းအဝေးပဲမှာ train ကိုမလေးရှားဂျူဆိုတော့ train ကကတော့ငါလည်း new bike လိုက်ကနေတာကွာဟာဟိုကဘာမှမဖိတ်တာဟောမပါ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 ငါလည်းအကြရတာဟူတီဘူရီရဲ့ကြည့်ပြီးတော့ငါမပါလေကာမပေါဟော train ကမလေးရှားကိုလာတဲ့ချိန်မှာမလေးရှားဂျူဆိုတာကိုကြည့်ပြီးပျော်ပြီးကာ train ကလိုက်ကတယ်တီလုံးနဲ့စီးကျက်နေပါကွာအမနော်ဟုတ်ပုတူတူလေးမပါလို့လည်းသူကတာလည်းဖြစ်မှာပါဘွာအားလုံးပဲမင်္ဂလာပါပဲဗျာ ိုဗေဒာရဲ့ပြောရအောင်မယ်ဆိုရင်ပြန်လဲစတင်ပါပြီပြန်လဲစတင်ပါပြီဒီတစ်ပတ်ရဲ့ခေါင်းစဉ်၄ကတော့မအာလာရဲ့အတုတွေဖြုတ်မအာလာရဲ့အတုတွေဖြုတ်တော်လန်ရေးဘက်ကနေပြီးတော့အတုအယောင်ရွေးကပွဲဟာစစ်ကောင်စီကပြုတ်လုံမဲ့ဟာပူတူတူလေးကပြုတ်လုံမဲ့ဟာဘာပူကြီးကပြုတ်လုံမဲ့ဟာတွေကအတူအယောင်ရွေးကောက်ပွဲဆိုပြီးပျော်ပျော်နေတာကိုကြာလာတော့ပူတူတူလေးရတယ်ခေါင်းထဲမှာထည့်ပြီ ်အော်မခံကြီးမခံတာတွေဖြစ်တာအဲ့တော့ तू ကလည်းလုံးဝအတုအယောင်လုံးဝမရှိစေရဘူးအစ်စ်တေကြီးပြမှာအတုဆိုလုံးဝမထားအတုဆိုလုံးဝမထားဘူးဆိုပြီး तू ကလည်းပြန်ပြီးတော့ဒါကိုခြေပတ်လာအဲ့ဒီတော့ဘာလုပ်မလဲဆိုတဲ့ခါကျတော့ဒီဟာတွေကိုသူတို့ဖယ်ရှားတော့မယ်အတုအယောင်လုံးဝမဟုတ်ဘူးမဲလိန်တာမုံဝမဟုတ်ဘူးနိုင်ငံတကာကို तू ချပြတော့မယ်လုံးဝမဟုတ်တဲ့အကြောင်းတွေကိုအဲ့တော့ तू ဘာလုပ်မလဲအကြကြအူစီစဉ်ခိုင်းလိုက်တယ် အကြကြမစ်ဆီဇန်တိုင်းလဲလုံးဝအတူရောင်မဟုတ်ဘူးအဖြူရောင်ပြည်သူချင်ဘက်အမှုပညာရှင်တွေကိုလည်းအခုချိန်မှာပေါ်လန်ဖား policy ကားတွေအတင်းရိုက်ခိုင်းအမှလည်းမြူးနေကြပြီမြူးနေကြပြီအခုလည်းလွှင့်နေပါပြီ MRTV တို့ဘာတို့ကနေဇလန်းတွဲတွေလာနေပြီနိုင်ငံတော် policy ကားတွေပေါ့အဲ့လိုတွေတဲ့အကြကြကိုသူကလှုပ်ခိုင်းထားတယ်နောက်တစ်ဖက်ကလည်းဘယ်ကိုလှုပ်ခိုင်းထားလဲဆိုတော့ UECU ဝယ်ဦးတွေကထုတ်ပြသွားပြီ ပါသွားပြီအဲ့မှာစပါသွားပြီတယောက်ပြီးသုံးလုံးပြီးပြီးပြပါသွားပြီနောက်တယောက်လည်းရှိသေးတယ်အစောကြီးတွေကပြောပါတယ်တယောက်ထဲနဲ့ကိုရီသွေးနေတာလူကလည်းမပြည့်ဘူးသူတို့ပါတီမှာအဲ့တော့ UEC ဖြုတ်သူတို့လည်းဘာမှမထမ်းနဲ့ကျန်သေးတယ်နောက်တယောက်ရှစ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 ်ပူအဲရှစ်ပူအဝါရောင်ပြောင်ကြီး ်သူလည်းကြံသေးတယ်သူကတော့ထုံးစံတိုင်းပေါ်လန်ဖားနေတုံးဆိုတော့ခဏနားခိုင်းနေတယ်ဘယ်သူ့မှာလဲပီပီပြောင်ဆိုလားပြောင်ပြောင်ချမ်းဆိုလားဒါလေးရှိနေတာဟုတ်နေရတာ ਨੇ သူကဒါဝါပယ်ထုတ်လိုက်တယ်သတိထားသတိထား UEC ကရှစ်လျှောက်ပြီးတော့အကုန်ဖြုတ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 ်တဲ့စနစ်ကိုစလုတော့မှာအဲတေချာတာကတော့အတုတွေလုံးဝဖြုတ် တိလတမာရီပါဝါဆိုတာအဲ့ဒါပဲဗျအမေစုကိုတယောခဲ့တဲ့ပြပချမ်းလားဘီဘီချမ်းလားလွင့်ထွက်သွားပြီ သူပါရီကနေလွင့်ထွက်သွားပြီအဲ့ဒါအဲ့ဒါလူကြီးကိုစော်ကားတာဟဲ့နောက်တယောက်ရှိသေးတယ် NLD ပါရီပြတ်သွားပြီဘာညာနဲ့ကိုရီတွေးပြီးတော့ထထဟစ်နေတာနေရာကောင်းယူချင်းနေတဲ့စန္နာမင်းတယောက်လေပါရီယာမရှိရောဘူး ်နေရာမရတဲ့ခါကျတော့အခုလာတာကနေဝင်ပြီးတော့ဖြာခင်းတော့မယ်ဗျထိုင်ကုန်းတော့နေရာမရသေးဘူးเนาะတတိပုပ္ပလဆိုတော့ तू ကဖြာခင်းရတော့မယ်နေသားမျိုးရှိနေပြီဗျဟောကြံသေးတယ်ဘလူလဲဆိုတဲ့ခါကျတော့မေစုဟာနိုင်ငံရေးကျင်းသာမဟုတ်ဘူးအဂရီလိုက်စားဒါပါဘာညာဆိုပြီးလူသိရှင်ကြဝေဖန်တိုက်ခိုက်တယ်ဗျအဲ့လိုတိုက်ခိုက်ရုံနဲ့အားမရသေးဘူး तू က ခုဆိုလို့ရှိရင်ဟာဘာဖြစ်ပါလဲတခုခုဆိုရင်လိုင်းပေါ်မှာနိုင်ငံရေးနဲ့ပတ်သက်လို့ဟိုလိုတိုက်ခိုက်ဒီလိုဝေဖန်ပြီးတော့ဗျာရန်ကုန်မြို့တော်ဝင်နေရာကို ယူခဲ့ဘူးတဲ့ NLD ပါတီဟောင်းလဲဖြစ်တဲ့ပြီးသုံးလုံးပြီးပြီးပြားကတော့သူဘာဘာကြီးလိုပဲဗျာအာဆီယံအာဆီယံသွားတယ်လို့ပဲသူလဲနာမည်စီးရင်ပါတော့မယ်ဆိုကန်ဒီမှာ UEC ကနေတိတ်ဖြုတ်ထည့်လိုက်တာဗျာ အခုတော့တေးကြပါတယ် UEC ကလောက်လိုက်တဲ့ခါကျတော့တက်တက်ခံသွားရရှာပါပြီဗျာနောက်တစ်ယောက်ကြံသေးတယ်အဲရှစ်ဘူးဝါရောင်ပြောင်းကြီးရလေဗါတယ်လမ်းမတော်မြို့နယ်ကရာဇဝင်ရှိခဲ့တဲ့မြို့ဆိုပဲဘိုးချုံအောင်ဆန်းကိုတိုင်ကလည်းလမ်းမတော်မြို့နယ်ကဝင်ပြိုင်ခဲ့တယ်ရွေးကောက်ပွဲကိုအဲ့ဒီအစင်လာတိုင်းသူကလည်းအဲ့ဒါကိုလက်ခံပြီးအဓိကထားပြီးတော့ ဝင်ပြိုင်နာပါတဲ့ဆိုပြီးဆိုထားသေးတယ်ဗျာအဝါရောင်ပြောင်ပြောင်ကြီးကလည်းလာတယ်လာတယ်သူကလည်းရာဇဝင်လိုလိုမှတ်တမ်းလိုလိုနဲ့ဘာပူကြီးအလိုကျဖားနေတော့ခုချိန်တော့ကောင်းနေသေးတာပေါ့ဗျာနောက်ကြမှာပြောင်ပြောင်ကြီးကနေငောင်ငောင်ကြီးဖြစ်နေမှာတော့မြင်ရောင်မိပါသေးတယ်ဗျာထူးခြားစံပြမြမပြီတလွားမှာ အခုဆက်ပြီးထူးခြားလာတဲ့သတင်းကောင်းလေးရှိပါတယ်ဗျာအဲ့ဒါကဘာလဲဆိုတဲ့အခါကျတော့ဘာပူကြီးရဲ့တိဖြုတ်စွဲဖြုတ်အတူတွေဖြုတ်နေတဲ့ရွေးကောက်ပွဲမှာရွေးကောက်ပွဲမစခင်တည်းကမပြိုင်ခင်တည်းကအနိုင်ရနေတဲ့ပါတီတစ်ခုရှိတယ်ဗျာအားလုံးလည်းသိကြမှာပါဒါပေမဲ့ထူးခြားတာကအဲ့ဒီပါတီကတော့အားလုံးသိကြတဲ့ကြံ့ဖို့ပါတီပဲဖြစ်ပါတယ်ဗျာ ဘာကြောင့် तू ကကြိုနိုင်နေတာလဲဆိုတဲ့ခါကျတော့ကချင်ရဲ့စကိုင်းရဲ့တရင်လာရဲ့ရှမ်းနယ်မှာအမတ်နေရ28နေရဝင်ပြိုင်တဲ့အထက်မှာပါတီကဘယ်ပါတီမှမရှိဘူးအဲ့နေရာတွေမှာကြံ့ခိုင်ရေးပါတီတစ်ခုကပဲဝင်ပြိုင်တယ်အဲ့တော့တပါတီတည်းပြိုင်ပြီးတပါတီတည်းနိုင်နေတာပေါ့ဗျာထူးကြတာထူးကြတာအဲ့တော့ဘာပူကြီးကလည်းငโกတွေရမှာပဲ တယောက်ထဲပြိုင်တယောက်ထဲနိုင်တဲ့စနစ်ကိုရွေးချယ်ထားတော့ကွက်တိသွားကြတာပေါ့ဗျာအဲ့တော့အားပေးရမှာကတော့ကြံ့ခံရေးပါတီကြီးပါပဲဗျာဘယ်သူပါပါမပါပါတပါတီတဲ့ပါပြီးတော့တပါတီတဲ့ပြိုင်ပြီးတော့နိုင်နေတာကြံ့ခံရေးပါတီပါပဲဗျာအဲ့တော့ဘဘူးကြီးရဲ့တယောက်ထဲပြန်ရွေးကောက်ပွဲစနစ်ကိုတေချာခြင်းသုံးထားတဲ့နေရာမှာလာမပုနဲ့လာမကန့်နဲ့ထားရနေစေရသွား ကြံတဲ့ပါတီများသတိသာထားပြီးတော့ဗျာသတိသာထားပြီးတော့ငโกတဲကမှဘားပူကြီးကစစ်စစ်ဆက်ဆက်နဲ့เนาะအကွက်စစ်ကြက်စစ်သူကတေချာလှုပ်ထားတာကြံခံရေးပါတီမှာ နေရာချထားပြီးသားဝင်ပြုတ်တွေခြေထုတ်ကြီးတွေအကုန်လုံးကိုနေရာနှက်ပို့ထားပြီးတော့တေချာနေရာချထားပြီးသားသူ့နေရာနဲ့သူအခုလုံးမဲ့ရွေးကောက်ပွဲဆိုတာကလည်းဟန်ပြရွေးကောက်ပွဲတက်တက်ပါအတူအယောင်ရွေးကောက်ပွဲတက်တက်ပါ ဒါကိုစစ်အာဏာယူထူးတယ်ထင်ပြီးတော့ဖူးကျင်ကြတဲ့လူတွေအတွက်အခုလာပြီနော်ဘာပူကြီးရဲ့လက်ချက်နဲ့ချီးထွက်ဖို့သာပြင်ထားချီးထွက်ဖို့သာပြင်ထားပြီးတော့ပါတီတွေရေကဲပြောင်းမြန်ပြီပြိုးပြောင်းပြီပြိုးဘာတွေပြောင်းတာလဲဘာပူကြီးอ่ะกูပြောင်းမြန်ပြီဗျာတိုင်းမှုတွေကိုနေရာပြောင်းပုံစံပြောင်းတယ်ဗျာလက်စားတဲ့သူတွေကိုဖမ်းခိုင်းတာမလုပ်တဲ့လူတွေကို ပြောင်းဖြုတ် အဲဒီစနစ်ကိုကျင့်သုံးနေတာဗျာဘဲကွာမင်းတို့ကြီးပဲလူစားရက်စားတောင်းစားနေတာငါ့ကိုစော်ကားနေတာပဲကွာငါ့ကိုလည်းမပေးမင်းတို့တော်တော်လေးကိုမရိုင်းတဲ့ကောင်တွေကွာဆိုပြီးတိုင်းမူးတွေကိုကျိန်မောင်းခဲ့သေးတယ်ဆိုလားပဲဘာစင်မှုတန်းနှစ်နှစ်ပြည့်တော့မယ်ဟုတ်လားဘာဖြစ်ကျင်လဲစင်မှုတန်းကနေထွက်ချင်တယ်ငါပြောပြီးသားပဲငါပြထမ်းတဲ့ စစ်မှုထမ်းဥပဒေတွေဆိုတာကအသေးထွက်ပဲရမယ်အရှင်ထွက်ဘယ်တော့မှမရဘူးငါမှာအပေါ်အများဆုံးကယာရုနဲ့စုတစိတ်တွေပဲအဲ့ဒီတော့စစ်မှုထမ်းဥပဒေဆိုတဲ့အတိုင်းမင်းတို့တွေကိုရှေ့တန်းမှာအသေးခံခိုင်းမယ်ဟေးမင်းတို့တွေဂိမ်သွားပြီဆိုတာနဲ့မဟင်းငါဘော်တွေအစင်းနေရှိမယ်ယာရုတွေတိုးပေးမယ်စုတစိတ်တွေချင်းမြင်ပေးမယ်ငါငါဘုံ ငါအာနာရဖို့ပဲလှုပ်နေတာနော်ငါမလှုပ်ရဲတာဘာမှမရှိဘူးအဲ့ဒါဘာပုပုဒုဒုမာအလာအာနာယူပါတယ်ဗျာဆရာမတွေအောင်ဒီလိုတွေ့ရတဲ့အကြောင်းအရာလေးကတော့ main online ရဲ့အကြောင်းနဲ့တက်တက်ခါရောတက်တက်ကြိုင်ခံတဲ့အကြောင်းပြောတာလေးတွေ့ရပါတယ်ဆရာမတွေအောင်ဒီဗီဒီယိုတော့နေဆုံးသတ်ရပါတယ်နောက်ထပ်ဗီဒီယိုမှာတော့ another တက်တက်ပြချင်တော့ကိုကျူ production ပြင် channel လေးကို like and subscribe လုပ်လိုက် subscribe ပြီး video account တက်ကြည့်မြတ်လက်များပြီးတွင်တရင်အားလုံးကျေးဇူးတင်ဆက်ရပါတယ် ဟုတ်တယ်မြို့ကြီးအားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်